ကိုဝင်စစ်ဆေးချက်အစီရင်ခံစာကိုမြင်လိုက်ရတဲ့အခါမှသာအီဗန်ဟာလော်ယာမှာသူတို့ကလေးကိုဝင်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရပြီးတုံ့လုံသွားခဲ့တယ်။ဒါပေမဲ့သူကသူ့ချစ်သူကိုဂျင်းနဲ့အောင်လုပ်ဖို့အတွက်လော်ယာကိုနာကျင်အောင်လုပ်ခဲ့တာပါ။အဲ့ဒီအချိန်မှာအီဗန်ဟာနောက်တနဲ့မလိုလားမှုတွေနဲ့ပြင်းထန်နေခဲ့တယ်။ဒါကြောင့်သူကယူသွနေတဲ့လူတယောက်လိုခွဲစိတ်ခံစီပြေးသွားခဲ့တယ်။ဒါပေမဲ့ကလေးကိုမကယ်နိုင်တော့ဘူးလို့ဆရာဝန်ပြောတာကိုကြားလိုက်ရတယ်။အဲ့ဒီအခါမှာအီဗန်ဟာအရာအလုံးအတွက်တကယ်နောက်တရခဲ့တယ်။ သူ့ရင်ထဲမှာလက်ဆိုင်တဲ့ကိုကိုကိုအပြစ်တင်စိတ်တွေပြည့်နှက်နေခဲ့တယ်။ဒါရီအားလုံးကိုသူကိုယ်တိုင်ဖန်တီးခဲ့တာမှန်သတိမထားမိခဲ့ဘူး။တကယ်တော့လွန်ခဲ့တဲ့နှစ်များကအီဗန်ကလော်ယာကိုပထမဆုံးမြင်တွေ့ချိန်မှာပဲချစ်မိခဲ့တာဖြစ်တယ်။သူမကိုလိုက်ဖို့အတွက်သူက အရင်ကရန်ကားတဲ့အပြုမူတွေကိုတောင်းပြောင်းလဲခဲ့တယ်။သူက လော်ယာကိုရက်ပေါင်း69ရက်ဆက်တိုက်ဖွင့်ပြခဲ့တယ်။နောက်ဆုံးမှာလော်ယာကသူ့ရဲ့ဇွဲလုံးလောက်ကိုသဘောကျပြီးသူ့ကိုလက်ခံခဲ့တယ်။ ။လက်ထပ်ပြီးနောက်သူတို့နှစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ပျော်ရွှင်ရလိမ့်မယ်လို့လော်ယာကထင်ခဲ့တယ်။ဒါပေမဲ့လိုချင်တာရပြီးသွားတဲ့အခါအီဗန်က သူ့မောက်ကိုတံမိုးထားတော့တာမရှိခဲ့ဘူး။သူက သူ့ချစ်သူကိုအချက်မရှိအိမ်ခေါ်လာခဲ့တယ်။စိတ်ထိခိုက်နေတဲ့လော်ယာကစိတ်ပျက်စွာနဲ့သူ့ဖေစီသွားတွေ့ခဲ့တယ်။ဒါပေမဲ့သူနာပြုကသူ့မောက်ကိုဝန်ရှိနေပြီလို့ပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီတဲ့ရင်ကပိုပြီးကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲဆရာဝန်ကပြေးဝင်လာပြီးလော်ရာရဲ့အဖေအတွက်နှလုံးလူရှင်တွေ့ပြီးဖြစ်ကြောင်းနဲ့ခွက်စိတ်မှုကိုချက်ချင်းစတင်ရမယ်လို့ပြောခဲ့တယ်။ဒီစကားကိုကြားလိုက်ရတော့လော်ရာရဲ့မျက်နှာပေါ်မှာအပြုံးဖြော့ဖြော့လေးပေါ်လာခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအီဗန်ကရုတ်တရက်ပေါ်လာပြီးသူမကိုပိတ်ရက်လိုက်တယ်။သူချစ်သူရုတ်တရက်နှလုံးရောဂါဖြစ်လို့အဲ့ဒီနှလုံးလူတန်းမှုကိုသူချစ်သူစီအရင်ပေးရမယ်လို့သူပြောခဲ့တယ်။ လော်ရာရဲ့အဖေကအသက်ကြီးပြီဖြစ်ကြောင်းနဲ့နှလုံးအသေးရရင်တော့ကြကြာအသက်ရှင်မှာမဟုတ်ကြောင်းသူကတရားမျှတစွာအငင်းပွားခဲ့တယ်။အဲဒီနောက်အီဗန်ကအင်္ဂါစိတ်ပိုင်းလွှဲပြောင်းသဘောတူညီချက်ကိုထုတ်လာခဲ့တယ်။လော်ရာသာအခုလက်မှတ်မထိုးဘူးဆိုရင်သူ့အဖေရဲ့အသက်ရှင်တန်ရေးဆက်တွေကိုချက်ချင်းဖြုတ်ပစ်မယ်လို့သူပြောခဲ့တယ်။နောက်ဆုံးမှာလော်ရာလက်မှတ်ထိုးလိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအခိုက်အတန့်မှာသူမကအီဗန်ပေါ်လုံးဝဆိတ်လျှော့လိုက်ပြီးဖြစ်တယ်။